မင်္ဂလာပါဒေါက်တာကောင်းမြတ်ပါဒီနေ့ကတော့ကျွန်တော်ပြောလဲပြောခြင်းနဲ့ပြလဲပြခြင်းနဲ့ပေါ့နော်အဲ့တော့ပြောခြင်းတာကဘာလဲဆိုတော့ online ကဝက်ချန်ကူတာတဲ့အကြောင်းပေါ့ပြခြင်းတာကတော့ online ကနေသူကဒီမြန်မာပြည်တွင်းကတော့မဟုတ်ဘူးပေါ့နိုင်ငံခြားမလေးရှားကနေပြတဲ့ဝက်ချန်ညီမလေးတယောက်ပေါ့နော်သူမျက်နှာဝက်ချန်အချင်းတွေတော်တော်လေးဆိုးတဲ့အထင်မှာပါတယ်အဓိကတော့သူ့ကိုယ်သူလက် steroid ထိသွားလို့လာပြတာပေါ့နော်အဲ့တော့သူမျက်နှာအနေဓာတ်လေးကျွန်တော်လည်းမပြခင်အောင်ပုံလေးတွေကိုဒီမှာကျွန်တော်အရင်ပြမယ် ပုံလေးတွေမြင်လိုက်တာနဲ့ကျွန်တော်သိနိုင်တာကတော့ဓာတိစီရိုက်ထိတဲ့ဝက်ချန်မျိုးစားပေါ့နော်တေချာကြည့်လိုက်မယ်ဆိုရင်ဝက်ချန်တွေကရောင်ရမ်းနေတယ်အထူးသဖြင့်ဒီစီရိုက်စေးလိန်ထားတဲ့ပါလို့နေရာမျိုးတွေနဖူးပြင်တွေမှာကွက်ပြီးတော့ဝက်ချန်တွေဖောင်းကျွားပြီးတော့ရောင်ရမ်းဝက်ချန်တွေထွက်နေတယ်ပေါ့ဒါစီရိုက်ဝက်ချန်မျိုးစားပဲအပြည့်တဲ့ဝက်ချန်တွေလည်းအများကြီးပဲဖြစ်နေပြီပေါ့နော်ခြင်တွေကနည်းနည်းလေးတော့ဆိုးတဲ့အထက်မှာပါတယ်ဒါလေးတွေကတော့သူကျွန်တော်လည်းမပြသမိပေါ့နော်အရင်ဆုံးပို့ပေးတဲ့ပုံလေးတွေပေါ့ အဲဇန်နဝါရီ22ရက်နေ့လောက်ကပို့ပေးတာပေါ့နော်။ဘသူကပြည်ရင်းအမဟုတ်ဘူးမလေးရှားကဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီကနေပြသပြီးတဲ့ခါမှာစေးပို့ပေးရတယ်ဒီခါမှာဂျာမားရက်ကြာတာရှိတော့သူ့ရှိကိုအဲဖေဖော်ဝါရီလဇန်ပိုင်းလောက်မှာတရက်နေ့လောက်မှာစေးရရောက်တယ်။အဲ့တော့စေးတွေကိုဘလို့ဘလို့ဘလို့တောက်ဆိုပြီးတော့ကျွန်တော်ကပြောပေးလိုက်တယ်။ပြော ပြီးတော့တလားပြည့်တော့ကျွန်တော်မျက်နှာပုံလေးပြန်ပို့ပေးပါဆိုပြီးတော့ပြောထားတယ်ပေါ့နော်။အဲ့တော့သူတလားပြည့်လာတဲ့အဲဖေဖော်ဝါရီလကောမတ်လဇန်ပိုင်းလောက်ပေါ့နော်။သူ့ရဲ့ပုံအောက်မှာလည်း အဲဒိတ်လေးတွေပါတယ်ပေါ့သူကင်မရာအဲ့ဒိတ်လေးတွေမှာလည်းကြည့်လို့ရတယ်ကျွန်တော်ပုံပြန်ပို့လာတယ်ဒီပုံနေမှာတော့ဒီ steroid ထိထားတဲ့ရောင်ရမ်းဝက်ချံကြီးတွေတိတိတသာချက်သွားပြီတော့လေဒီ steroid ထိထားတဲ့မျက်နှာအသားကြီးဝက်ချံလေးတွေအဲလက္ခဏာလေးတွေမျက်နှာနီရာလေးတွေအဲဒါလေးတော့ကြံ့နေသေးတာပေါ့နော်ရှိနေသေးတယ်ဒါမှမဟုတ်ရောင်ရမ်းအမှုကြီးတွေတော့တိတိတသာကိုတလှမှာတယ်တက်တာသွားတာကိုတွေ့ရပါတယ်ဒီနောက်မှာတော့ကျွန်တော်ကဆေးတွေဘလို့ဆက်တော့ဘလို့ဆက်လိမ့်ပေါ့နော်တင်တော်တယ်လို့အဲသူ့ကိုပြန်ပြောပေးတယ်စကင်ကဲတွေဘာတွေသုံးအောင်အစားပေါ့ နောက်ပြီးတလနဲ့ကျွန်တော်ထပ်ပြပေးပါအောင်ဆိုပြီးတော့ပြောလိုက်တယ်အဲ့တော့ March လကောသူ April လလောက်မှာကျွန်တော်ကိုထပ်ပို့လာတဲ့ပုံလေးပါဒီပုံလေးတွေမှာဆိုရင်တော့တော်တော်လေး watchan steroid အရေးအယောင်တွေလည်းတော်တော်ရှင်းသွားပြီ watchan လေးတွေကတော့ရှိနေသေးတယ်ဒါမှမဟုတ်သူ့ watchan လေးတွေကတာမန်ဖြိုးဖြစ်စဉ်ပေါက်လေးပေါက်တာရှိတယ် watchan ပုံစံလေးတွေဘက်ကိုရောက်လာတာပေါ့နော်ဒါလေးတွေကတော့ဒီနေ့အချင်းလေးနှစ်လပြည့်ပြီပုံလေးတွေပါအခုကတော့နောက်ထပ်တစ်လပြည့်လို့ပေါ့ total ဆိုရင်3လကျော်ကျော်ရှိပြီဖြစ်တဲ့ပုံလေးတွေပါဒါမေလာ ရှိရနေရကျွန်တော်စီကိုပို့လာတဲ့ပုံလေးခြားထဲမှာသူဆေးရီစကင်ကဲကိုကျွန်တော်ပြောတဲ့အတိုင်းစဉ်းစားကြသုံးနေဆွဲရတောက်တဲ့လင်းနေပေါ့နော်အခုကတော့ဒါတော်တော်လေးကိုရှင်းသွားပြီစတီရိုက်ဝက်ချန်တွေပျောက်သွားပြီလို့ပြောလို့ရတာပေါ့နော်တပူစံနှစ်ပူစံတော့ကြံမယ်ဝက်ချန်စူးစူးဝါဝါပြည်တဲ့အဖူကြီးတွေကြောင့်ကြံခဲ့တဲ့ချိုင်းခွန်ဝက်ချန်လေးတွေတော့ကြံခဲ့တာပေါ့ဒါတော့ကျွန်တော်နောက်ပိုင်းဆက်လက်ကုသရမယ်အပိုင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာအဓိကပြောချင်တာကဒီဝက်ချန်ကုသမှုဆိုတာအဲကျွန်တော်ဆေးကမ်းမှလာပြီးတော့ treatment new ကုသမှုယူမှာ ပျောက်ခင်းနိုင်တာမျိုးမဟုတ်ဘူးပေါ့နော်အဓိကစိတ်ရှိရှိနဲ့ကျွန်တော်ပြောတဲ့အတိုင်းတောက်စီလင်းစီတွေဆိုတာစနစ်ချသုံးပေးနိုင်မယ်ဆိုရင်ဘယ်လိုပဲဆိုးရတဲ့ဝါချံဖြစ်ပါစေပေါ့နော်ပျောက်ခင်းနိုင်တဲ့ယောဂဖြစ်ပါတယ်တချို့ကျတော့ဆေးကန်းလာပြကြတယ်အရန်ဆေးတောက်ဆေးလင်းရမှာကြောက်တဲ့သူတွေရှိတယ်သူတို့ကဝါချံ treatment ပဲယူမယ်မပျောက်နိုင်ဘူးလား treatment ယူမယ်ဆိုရင် treatment ယူရင်ယူတလောက်ပေါ့နော်တစ်ခေါက်ဆိုတစ်ခေါက်ရှိနေတဲ့ဝါချံတွေကတ်သွားချက်သွားတက်တာသွားနိုင်တာမှန်တော့လေရေရှည်အတွက်ထိရောက်ဖို့ဝါချံ ျောက်ကင်းမှုတက်တာကိုရှင်းလင်းသွားဖို့ဆိုရင်တော့တောက်ဆေးလင်းကြီးတွေကမဖြစ်မနေလိုအပ်ပါတယ်ကျွန်တော်တို့ရှိမှာဒီရက်ဝေးကနေကုနေတဲ့သူတွေပေါ့ခုလိုမျိုးမလေးရှားတို့စင်ကာပူတို့ထိုင်းတို့အဲဒီလိုလူတွေရှိသလိုဒီမြန်မာပြည်တွင်းကကုနေတဲ့သူတွေလည်းအများကြီးရှိတယ်သူတို့ဖြင့်ဒီရက်ဝေးကလူတွေဆိုရင်ဆေးဖို့အပြင်သူတို့မှာဒီရန်ကုန် နိုင်ငံခြားပို့ကရှားမှာကုန်ကြစိတ်တွေအများကြီးရှိတယ်ဒီရှားတွေကနေပြီးတော့ဒီစိတ်ချလက်ရှင်နေပေါ့နော်ဆေးတွေကိုယူပေးတယ်ဆေးဆိုတာလည်းတခါတည်း3လ5လစာတခါတည်းပေးလိုက်လို့ရတာမျိုးမဟုတ်ဘူးပေါ့သူ့မျက်နှာအခြေအနေကိုတလားတန်ဒီနလားတန်ဒီကြည့်ပြီးမှတိုးတင်တာတိုး short တင်တာ short ဆေးပြောင်းတင်ပြောင်းဒီလိုမျိုးပေးရတာဖြစ်တယ်ဒီလိုအခြေအနေတွေမှာသူတို့စိတ်ချရှင်နေကုသပေးတယ်ဆေးတွေကိုအချိန်မပြတ်ယူပေးတယ်အဲသုံးဆွဲပေးတယ်ဆိုတာကိုကျွန်တော် များကြီးပေါ့နော်ကျေစုလက်တင်နေပြီးဝက်ချန်ဆိုတာစိတ်ရှင်နဲ့ကုသမယ်ဆိုရင်စေကန်းလာမှာမဟုတ်ဘူးဒီလို online ကနေပြီးတော့လဲပျောက်ကင်းတဲ့အထိကုသလို့ရတယ်ဆိုတာလေးကိုကျွန်တော်ဒီမှာသတင်းစကားပါခြင်းတာပါ